အားလုံးပဲမင်္ဂလာပါရှင်။ပေါ်ဘာရယ်ရေးသားထားပြီးဆရာဝန်ကြီးဘာသာပြန်ထားတဲ့ A Royal Judy မင်းမူဒန်းဆိုတဲ့စာအုပ်လေးကိုဆက်လက်ပြီးဖတ်ပြပေးပါရစေရှင်။ဖျားရှင်ကိုကြောင်းကြီးရဲ့ရှေ့ဆုံးမှာတော်ဝင်မိသားစုများရဲ့ထုံးတမ်းစင်လာအတိုင်းအလံလွှမ်းထားတဲ့ဒိုင်ယာနာရဲ့ခေါင်းလေးဘက်လေးတံမှာဖျောင်းနိုင်များထွန်းညိထားပါရယ်။ခေါင်းပေါ်မှာနှင်းစီပန်းအဖြူများနဲ့ပြုလုပ်ထားတဲ့ပန်းစီတစ်စီးတင်ထားပြီးမင်းသားငယ်ရဲ့လက်ရည်နဲ့မာမီလို့ရေးထားတဲ့စာအိတ်လေးတစ်လုံးကို တွေ့ကြရပါတယ်။အခန်းဆက်လေးအလွန်ထူးဆန်းသောလောက်ရဲ့ဝက်မင်စတာအာဘီဖယားရှင်ခိုးကျောင်းကြီးရဲ့ဓမ္မတေးများတည်ကျွေးရာနေရာမှာအနှဲငယ်မြင်ပြီးအလှဆင်ထားပါတယ်။အဲဒီဆင်မြင့်ထက်မှာဒိုင်ယာနာရဲ့မောင်ဖြစ်သူ အာစပင်စာကမတ်တက်ရဲ့နေရာယူထားပြီးအမတော်ရဲ့အခေါင်းကို အပေါ်စည်းကကြည်ရင်စပင်စာမိသားစုများကိုစားအမတော်အတွက်နောက်ဆုံးနှုတ်ဆက်စကားကို ပြောကြားနေပါတယ်။အမတော်ရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာများ ပေါင်းတင်ဆက်ဆံရေးနယ်ပယ်မှကိစ္စများစသဖြင့်အမတော်ရဲ့ပြဿနာအရရမှာကျွန်တော်ကအရေးပါအရာရောက်သူမဟုတ်ခဲ့ပါဘူးအမတော်များနဲ့ကျွန်တော်ဆက်ဆံရေးကလည်းကျဲပါလုံးတဲ့အတွက်အဲ့ဒါတွေနဲ့ပတ်သက်ပြီးဝမ်းနဲ့ကြေကွဲမှုလည်းမဖြစ်ခဲ့ပါဘူးဒီစကားတွေကိုကြေကွဲဝမ်းနဲ့နေဟန်ရှိတဲ့အာစပင်စာကပြောကြနေပြီးကျွန်တော်ကတော့နားရှိလို့သာကြားခဲ့ရတာပါသူမေကုန်းကိုတကပ္ပလုံးမှရှိတဲ့ပြည်သူများကဝမ်းနဲ့ကြေကွဲနေကြသလို ်အင်္ဂလန်နိုင်ငံသူနိုင်ငံသားများကလည်းမိသားစုနဲ့အတူဝမ်းနဲ့ကြေကွဲကြရင်းရုပ်မြင်သံကြားအစီအစဉ်များမှတိုက်ရိုက်ထုတ်လွှင့်တာကိုကြည့်ရှုနေကြပါတယ်1998ခုနှစ်စက်တင်ဘာလ6ရက်နေ့ကအာသူဘအခမ်းအနားမှာအော့စပင်စာပြောနေတဲ့စကားတွေကိုကျွန်တော်နားထောင်နေပေမဲ့မကြားတော့ပါဘူးကျွန်တော်နားထဲမှာ1996ခုနှစ်အေပြီလ၄ရက်နေ့မတိုင်ခင်ကသူ့အမဖြစ်တဲ့ဒိုင်ယာနာကို သူပြောခဲ့တဲ့စကားလုံးတွေ တကယ်ပါလုံးကြားစီခြင်းလာပါတယ်။အဲ့ဒီစကားတွေကိုသာကြားခွင့်ရကြမဲဆိုရင်ခေါင်းငိတ်ဆိုင်ချပြီးမျက်ရည်လဲရဲနဲ့အော့စပင်စာပြောနေတဲ့စကားတွေဟာရှင်နေကလာတဲ့စကားတွေမဟုတ်ဘူးဆိုတာသိခွင့်ရကြမှာပါ။ဖျားသခင်ရဲ့အိမ်တော်အလဲကောင်မှတကယ်ပါလုံးကိုပြောကြားနေတဲ့သူ့စကားတွေဟာစနစ်တကျပြ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 င်းပြင်းစင်ရေးသားလာခဲ့တဲ့စကားတွေဖြစ်တဲ့အပြင်ဒီစကားတွေဟာတော်ဝင်မိသားစုများကိုလဲပင်းညှင့်နေတဲ့စကားတွေဖြစ်တဲ့ဆိုတာကျွန်တော်သဘောပေါက်နေပါတယ် ဘုရားရှင်ခိုးကျောင်းရဲ့အပြင်ဘက်ကနေနားထောင်နေတဲ့ပရိသတ်များကတော့လက်ခုပ်ဩဘာပေးပြီးသူ့မိန့်ခွန်းကိုထောက်ခံနေကြပေမဲ့ဘုရားရှင်ခိုးကျောင်းအတွင်းမှာရှိနေတဲ့တော်ဝင်မိသားစုများမှာတော့လူပုံအလေးကောင်းမှာအဆက်ခွဲတယ်လို့ခန်းစားနေကြရပါတယ်။တကယ်တော့သူ့မိန့်ခွန်းဟာအမှန်တရားလား၊လညာပြောကြားနေတာလားဆိုတာကိုသူ့မိသားစုဝင်များနဲ့သူ့အကြောင်းသိထားတဲ့ကျွန်တော်လိုပုဂ္ဂိုလ်များအနေနဲ့တော့ခွဲခြားနားလည်နိုင်ပါတယ်။သူတို့မောင်နှမရဲ့ဆက်ဆံရေးဟာဘယ်တုန်းကမှမပြေပြစ်ခဲ့ပါဘူး။ ွေးရင်သားရင်ဖြစ်တဲ့အော့စပင်ဇာဟာချားလ်စ်မင်းသားနဲ့ဒိုင်ယာနာတို့1982ခုနှစ်ကလက်ထက်ကြပြီးတဲ့နောက်မှာကွယ်လွန်တဲ့အချိန်ထိ အချိန်90ခန်းသာမင်းသမီးကိုလာရောက်တွေ့ဆုံခဲ့ဘူးတာပါ1996ခုနှစ်ကမင်းသမီးထံကိုသူရေးခဲ့တဲ့စာမင်းသမီးကကျွန်တော်ကိုကင်စတန်နန်တော်ရဲ့လေကားများပေါ်မှာထိုင်ရင်းဖတ်ပြခဲ့တာကိုသတိရနေမိပါတယ်။နားရက်ကသူစကားတန်တွေကြားနေပေမဲ့ကျွန်တော်အာရုံထဲမှာတော့ပုံရိပ်နှစ်ခုကရောထွေးနေပါတယ်။ပုံရိပ်တစ်ခုကဝမ်းနေကြေခွဲစွာ တကဘာလုံးကိုစကားပြောကြနေတဲ့အာစပင်စာရဲ့ပုံရိပ်ဖြစ်ပြီးနောက်ပုံရိပ်တစ်ခုကတော့သူရေးခဲ့တဲ့စာကိုဝမ်းနည်းစွာဖတ်ပြနေတဲ့ဒိုင်ယာနာရဲ့ပုံရိပ်ပဲဖြစ်ပါတယ်။1999ခုနှစ်မှာသူပြောခဲ့တဲ့စကားများကအခြေခံအဖြစ်ပြောရမယ်ဆိုရင်ကျွန်တော်အမတော်ဟာကျွန်တော်ကိုမိခင်တယောက်ကခလေးတယောက်ကို ပြုစုစောင့်ရှောက်တယ်လို့စောင့်ရှောက်ခဲ့သူဖြစ်ပါတယ်။1996ခုနှစ်မှာဒိုင်ယာနာဖတ်ပြခဲ့တဲ့စာသားများကတော့နှစ်ပေါင်းများစွာတယောက်ကိုတယောက် လစ်လူရှုခဲ့ကြတဲ့ကျွန်တော်တို့မောင်နှမများရဲ့ဆက်ဆံရေးမှာအမတော်သိတဲ့အတိုင်းတယောက်နဲ့တယောက်စကားပြောဖို့တောင်ခဲယဉ်ခဲ့ကြပါဗျ။ဒါပေမဲ့ကျွန်တော်ဟာအမတော်ကိုချစ်တဲ့မောင်တော်တယောက်အနေနဲ့အမတော်ဘက်ကရက်တည်နေပါဗျ။15နှစ်လောက်တယောက်နဲ့တယောက်အဆက်အသွယ်ပြတ်ခဲ့ကြတာဘလောက်အထီလဲဆိုရင်အားသူကို အမတော်လာမဲဆိုတာတောင် Daily Mail သတင်းစာကြီးကဖော်ပြတော့မှသာကျွန်တော်သိခဲ့ရတဲ့အထီပါပဲတဲ့။ကျွန်တော်နားထဲမှာ အားစပင်စာရဲ့စကားတံကိုကြားရတာကဒိုင်နာဟာ သူ့ကိုယ်သူလုံခြုံမှုမရှိတဲ့လူတစ်ယောက်အဖြစ်နဲ့တက်တက်လုံးခံစားသွားရပါတယ်။ငယ်စဉ်ကတည်းကသူများအတွက်အနစ်နာခံတဲ့စိတ်ဓာတ်ရှိပြီးအဲ့လိုခံစားချက်ကြောင့်လည်းအစာအသောက်မမှန်တဲ့ရောဂါကြားရောက်လာခဲ့ရတာပါလို့ဆိုပါတယ်။1996ခုနှစ်မှာဒိုင်ယာနာဖတ်ပြခဲ့တဲ့သူ့စာထဲမှာတော့ကျွန်တော်အမတော်အတွက်စိုးရိမ်ပါတယ်။ကျန်းမာရေးထိခိုက်လာတဲ့အထိအခြေအနေတွေစိုးရွားလာတယ်ဆိုတာကျွန်တော်သဘောပေါက်ပါတယ်။အမတော်ရဲ့စိတ်ကျမ်းမာရေးအတွက်ပျော်ကန်တင့်မြတ်တဲ့စေဝါကုသမှုတွေခံယူနိုင်ပါစေလို့လည်း ဘုရားသခင်ထံမှာစူတောင်းပါတယ်တဲ့အဲ့ဒီချိန်တုန်းကဒါနာဟာအစားအသောက်မမှန်တဲ့ယောဂါဆိုးကိုကြော်လွားနိုင်ခဲ့ပါပြီဒါပေမဲ့သူ့မောင်ရဲ့စာထဲမှာစိတ်ကျမ်းမှာရေးလို့ရေးသားဖော်ပြတာနဲ့ပတ်သက်လို့တော့မကျေနပ်ခဲ့ပါဘူးဒီစကားမျိုးကသူ့ကျင်ရတော့ Charles Minter ထံမှသာကြားရလေရှိတဲ့စကားဖြစ်ပြီးခုတခါသူ့မောင်ဖြစ်သူထံမှကြားလိုက်ရပြန်တဲ့အတွက်စိတ်မကောင်းဖြစ်ရပြန်ပါတယ်သားတော်နှစ်ပါးဖြစ်တဲ့ William နဲ့ Harry တို့နဲ့ပတ်သက်ပြီးသူပြောသွားတာက ူတော်မောင်နှစ်ယောက်ကိုအမတော်ခံစားနေရတဲ့ဒေါသဖြစ်ရတာမျိုးစိတ်ပြက်ရတာမျိုးမျက်ရည်ကျရတာမျိုးမဖြစ်ရအောင်ကျွန်တော်တို့ကာကွယ်ပေးကြပါတယ်လို့ပြောခဲ့ပြီးစားထဲမှာတော့အမတော်ခိတနေခွင်တောင်းတဲ့ garden house မှာနေခွင့်မပြုတာကျွန်တော်စိတ်မကောင်းပါဘူး။ဘာကြောင့်ခွင့်မပြုရတာလဲဆိုတော့ကျွန်တော်မှာအကြောင်းများစွာရှိပါတယ်။များစွာသောအကြောင်းများတွေကတစ်ခုကတော့ရဲများနဲ့စာနယ်ဇင်းပုံကူများမကြာခဏဝင်ထွက်သွားလာတာမျိုးကိုကျွန်တော်မနစ်သက်တာကြောင့်ဖြစ်ပါတယ်လို့ဆိုခဲ့ပါတယ်။ ဲ့ဒီစာကြောင့်ဒိုင်ယာနာမျက်ရည်ကျခဲ့တာကိုအခုဝမ်းနဲ့ကြေခွဲစွာနဲ့ပြောကြနေတဲ့အာစပင်စာတီကောတီပါရဲ့လားပထမတစ်ချိန်လုံးကလည်းစပင်စာမျိုးရိုးရဲ့အစဉ်အဆက်ထိမ့်သိမ့်လာခဲ့တဲ့တရဖူကိုသူ့လက်ပြန်အပ်ဖို့တောင်းဆိုခဲ့တဲ့အတွက်မျက်ရည်ကျခဲ့ရဘူးပြီးဒီစာကြောင့်နောက်တစ်ချိန်မျက်ရည်ကျခဲ့ရပြန်ပါတယ်ဖယားရှင်ကိုကြောင်းအတွက်မှာအာစပင်စာပြောခဲ့တဲ့မိကွန်းဟာဗရီတရစ်စနစ်ဆိုကြသူ့အမအသက်ဆုံးရှုံးခဲ့တယ်လို့ဖော်ညွှန်ပြီးပြောဆိုသွားခဲ့တာဖြစ်တယ်လို့ ဝေဖန်သုံးသက်သူအများစုကသုံးသက်ကြပါတယ်။ဒါပေမဲ့ကျွန်တော်အမြင်မှာတော့အားစပင်စာရဲ့မင်းကွန်းဟာကလေးဘဝမှာခရဲကအစင်မပြေလှတဲ့သူတို့မောင်နှမဆက်ဆံရေးကိုအာတုပအခမ်းအနားမှာအထောက်ဖြေပြသွားတယ်လို့မြင်ပါတယ်။ကျွန်တော်အမြင်မှာတော့ဒီလူဟာဒိုင်ယာနာကိုဘဝတက်တန်းတက်လျှောက်လုံးမှာစိတ်ဆင်းရဲစရာအမျိုးစုံဖန်တီးခဲ့သူမျက်ရည်အကြင်ကြင်ကျစေခဲ့သူလို့မြင်တာကြောင့်စပင်စာမိသားစုကိုစားဝမ်းနဲ့ကြည်ခွဲစကားကိုသူမပြောတင်ဘူးလို့ထင်ပါတယ် ပင်စာမျိုးရိုးပိုင်အိမ်တော်မှာခိတ္တပြောင်းရွှေဆန်တွေခွင်တောင်းတာကိုရရဆက်ဆက်ညင်းပယ်ခဲ့ပြီးသေပြီးဆိုတော့မှပင်စာမိသားစုပိုင်မြင်းနေရာမှာဒယနာကိုထာဝရအိတ်ဆက်နားနေခွင့်ပြုခဲ့တာဟာလည်းမလျော်ကန်လှဘူးလို့ထင်ပါတယ်။ဖျားသခင်ရဲ့အိမ်တော်မှာသူ့ရင်ထဲကဆန်နာတွေနဲ့စန့်ကျင်ဘက်ဖြစ်တဲ့ဇကားတွေကိုဘာကြောင့်များလိန်ညာပြောခွင့်ပြုခဲ့ကြတာလဲလို့ကျွန်တော်တွေးနေမိပါတယ်။သေတော့မှသာလွမ်းပြနေပြီးသူ့အပါဝင်သူ့မိခင်နဲ့စပင်စာမိသားစုတို့က ကျန်ရတဲ့သားတော်နှစ်ပါးကိုမဟာစီမဟာသွေးပြီးပြီးစောက်ရှောက်ထိမ့်သိမ်းသွားမယ်ဆိုတာကိုလည်းကျွန်တော်ယင်ထဲမှာမကြေနပ်ခဲ့ပါဘူး။သူကတူတော်မောင်များဖြစ်တဲ့ဝီလျံနဲ့ဟယ်ရီတို့ကိုဗဒေသရစ်တို့ရဲ့ပုံစံအတိုင်းဒလေထုံးစံများနဲ့အသက်ရှင်ကြီးပြင်းခြင်းကနေကင်းဝေးအောင်စောက်ရှောက်သွားပါမယ်လို့ဆိုခဲ့ပါသေးတယ်။အဲ့ဒီစာပိုင်းအရောက်မှာကျွန်တော်မျိုးလုံးများကဘယင်မာကြီးတန်းလှမ်းကြည့်နေမိလိုက်ပါတယ်။ဟယ်ရီက ူမျက်နှာကိုသူ့လက်ကလေးများနဲ့ပုတ်နေပြီးဝီလျံကတော့ဘာကိုမှမမြင်တော့တဲ့အကြည့်မျိုးနဲ့ရှေ့တူရှူကိုသာကြည့်နေခဲ့ပါတယ်။အော့စပင်စာရဲ့စကားများဟာဝင်းစာမိသားစုများနဲ့စပင်စာမိသားစုတွေရဲ့စစ်အေးတိုက်ပွဲကိုပေါ်ပြနေတယ်လို့ပါပဲ။တကယ်လို့များဒိုင်ယာနာသာတက်ရှိထင်ရှားရှိမယ်ဆိုရင်သူသားများအပေါ်မှာကျင်ရတော်ချားလ်စ်မင်းသားနဲ့ဘယင်မာကြီးတို့ရဲ့အုပ်ချုပ်မှုကိုလေးစားသူတယောက်အနေနဲ့သူ့မောင်ကလူပုံအလဲမှာခုလိုဝေဖန်ပြောကြားနေရတဲ့ပတ်သက်ပြီး ဘလို့ခံစားရလိမ့်မလဲလို့ကျွန်တော်တွေးနေမိပါတယ်။ဖျားရှင်ခိုးเจ้าကြီးရဲ့ရှေ့ဆုံးမှာတော်ဝင်မိသားစုများရဲ့ထုံးနှဲစင်တာအတိုင်းအလံလွှမ်းထားတဲ့ဒိုင်ယာနာရဲ့ခေါင်းမိဘက်လေးတံမှာဖျောင်းနိုင်များထွန်ညီထားပါတယ်။ခေါင်းပေါ်မှာနှင်းစီပန်းအဖြူများနဲ့ပြုတ်လုထားတဲ့ပန်းစီတစီတင်ထားပြီးမိသားငယ်ရဲ့လက်ရည်နဲ့မမီလို့ရေးထားတဲ့စာအိတ်လေးတစ်လုံးကိုတွေးကြရပါတယ်။ကျွန်တော်ညာဘက်မှာထိုင်နေတဲ့ဇနီးတဲ့မာရီယာရဲ့လက်ကိုတစ်ဖက်ကစုပ်ကင်ထားပြီးဘဲဘက်မှာတော့အသေးပေါက်မတက်ငိုကြွေးနေတဲ့ သားငယ်နစ်ကရဲ့အလက်ကိုစုပ်ကင်ထားပါတယ်။နစ်ရဲ့ဘေးမှာတော့သားကြီးအလက်ဇန္ဒားကလူကြီးတယောက်လိုသူ့ကိုယ်သူကြက်ကြက်ခံနိုင်အောင်ကြိတ်မိတ်ကြိုးစားနေရှာပါတယ်။ကျွန်တော်ရှေ့တက်တဲ့ကိုကြည့်လိုက်ရမှာတော့အမေရိကန်နိုင်ငံသမ္မတကတော့ဟီလာရီကလင်တန်ကိုတွေ့လိုက်ရပါတယ်။သူ့ကိုမြင်လိုက်တော့အမေရိကန်ပြည်ထောင်စုသို့သွားရောက်လဲပတ်ပြီးပြန်လာချိန်မှာဒိုင်ယနာကသမ္မတအင်ဖြူရောမှာသူ့ဘလောက်ပြောခဲ့ကြောင်းပြောကြားခဲ့တာကိုသတိရနေမိပါတယ်။သမ္မတကတော့နဲ့သူနောက်မှာ မေရိကန်ပြည်ထောင်စုတို့ပြောင်းရွှေ့နေထိုင်ဖို့ဆွေးနွေးခဲ့ကြောင်းဟီလာရီကလည်းဒိုင်ယာနာသာလာနေမယ်ဆိုရင်အမေရိကန်ပြည်သူလူထုကဝမ်းမြောက်ဝမ်းသာကြိုဆိုကြမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။သူစကားတွေပြန်လည်ကြားရောင်ရင်ကျွန်တော်ရဲ့မျက်လုံးအိမ်အတွင်းဝဲတက်လာတဲ့မျက်ရည်များကိုချုပ်တီးလိုက်ရပါတယ်။အော့စပင်စာရဲ့မိန်ကွန်းလည်းပြီးဆုံးသွားပါပြီ။ဖခင်ကြောင့်ကြီးရဲ့အပြင်ဘက်ကနေနားဆင်နေကြတဲ့ပိတ်သက်များထံမှလက်ခုပ်ဩဘာသံများကြားလိုက်ရပါတယ်။ကျွန်တော်လှမ်းကြည့်လိုက်တော့ အဆိုတော်ကြီး Eldon John နဲ့ George Michael တို့လည်းလက်ခုပ်ဩဘာပေးနေကြပါတယ်။မယင်မာကြီးရဲ့ဂုဏ်သိက္ခာကိုထိပါစော်ကားတဲ့မင်းကွန်းရှီကတော့ပြီးဆုံးသွားပြီပေါ့။ Aspinzer ဟာတသက်လုံးသူ့မုန်းတိထားတဲ့ဝင်းစာမိသားစုအပေါ်သူ့ခံစားချက်တွေအိတ်တုံဖားမောက်ပြောကြားသွားခဲ့တာပါ။သူ့စိတ်ထင်မှာသူ့အမဒိုင်ယာနာနဲ့မယင်မာကြီးတို့ဟာမျိုးဘက်ရန်သူများဖြစ်တယ်လို့ထင်မှုန်ရပါတယ်။တကယ်တော့ဒိုင်ယာနာဟာသူ့ရောက်ခမနဲ့နောက်ဆုံးအချိန်အထိအပြန်အလှန် ရေးသားဆက်သွယ်ခဲ့သူဖြစ်ပါတယ်။မြန်မာကြီးရဲ့ကျင်းရတော်ဖြစ်တဲ့အီဒင်ဘာမျိုးစားကြီးကိုလည်းလီလီဆာဆာဆက်ဆံခဲ့သူဖြစ်ပြီး1992ခုနှစ်ကချားစမင်းသားနဲ့သူ့အိမ်တော်ရေးမှာဖြန့်ပြေးဖို့ကြိုးစားခဲ့သူအဖြစ်လဲလေးစားခဲ့ပါတယ်။ဒိုင်ယာနာကွင်လွန်ပြီးနောက်ဇာပနာအခမ်းအနားမကျင်းပမီ6ရက်ကာလကတော့ဝန်စာမိသားစုများအတွက်အကြက်အတဲအကြုံရဆုံးကာလများလို့ပြောရပါလိမ့်မယ်။ ာကင်ဟန်နန်းတော်မှာနိုင်ငံတော်အလံကိုတဝက်လွင့်ချူပြီးဒိုင်ယနာကွယ်လွန်ခြင်းအတွက်ဝမ်းနည်းကြေကွဲကြောင်းပြသဖို့နှောင့်နှေးခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ဒီအချိန်တွေမှာပြည်သူအများကသွေးပူနေကြတဲ့အတွက်နန်းတလိထုံနှန်းဆင်လာများကိုမလိုက်နာကြတော့သလိုသူတို့ချစ်တဲ့ဒိုင်ယနာအတွက်သာသူတို့ဘက်ကမဲတင်းနေကြခြင်းဖြစ်ပါတယ်။အာတုဘခဲနာမှာမိသားစုကိုစားမိန်ကုံးပြောကြခဲ့တဲ့အာစပင်စာရဲ့စကားများကပြည်သူများကိုသွေးစူစီခဲ့တာအမှန်ပါပဲ။ဒိုင်ယနာရဲ့ရုပ်အလောင်း ထာဝရလျောင်းဆက်မဲ့နေရာကိုမရောက်သေးခင်မှာတောင်းပြဿနာတွေကစူပွက်နေပါပြီ။ကော်လန်စာတရင်တော်များနဲ့ရုပ်မြင်သံကြားထုတ်လွှင့်သူများကလည်းဒိုင်နာဘက်ကသာရေးသားနေကြပါတယ်။သူတို့ကဒိုင်နာခုလိုဖြစ်သွားခြင်းဟာဝင်းစာမိသားစုတာဝန်မကင်းဘူးလို့ယူဆကြပါတယ်။တကယ်လို့တယောက်တည်းအထီးကျန်ဘဝကိုမရောက်ခဲ့ဘူးဆိုရင်ဒီလိုအဖြစ်မျိုးဖြစ်မှာမဟုတ်ဘူးလို့သုံးသပ်ကြပါတယ်။အမှန်တကယ်ကတော့ဒိုင်နာအထီးကျန်ဖြစ်နေရခြင်းဟာဝင်းစာမိသားစုကြောင့်မဟုတ်ပါဘူး။ ကျင်ရတော်ဖြစ်တဲ့ချားစမင်းသားတဦးရဲ့ကြောင့်သာဖြစ်ပါတယ်။ဒါကြောင့်ကာယကံရှင်ဖြစ်တဲ့ဒိုင်ယာနာက သူ့ကျင်ရတော်ရဲ့မိဘနှစ်ပါးနဲ့တော်ဝင်မိသားစုများကို မုန်းတီးခြင်းစိတ်နာခြင်းအလျင်းမရှိခဲ့ပါဘူး။ခုနေခါမှာဒိုင်ယာနာသာအသက်ရှင်စကားပြောခွင့်ရမယ်ဆိုရင် ဝင်းစာမိသားစုများဘက်ကကာစီပြောမယ်ဆိုတာသိကြလာပါတယ်။ဒိုင်ယာနာရင်ထဲမှာခံယူချက်ကအဲ့လိုရှိတယ်ဆိုတာအတွင်းသည့်အစင်းသည့်ဖြစ်တဲ့ကျွန်တော်ကသိထားတာကြောင့် အမတော်ရဲ့ခံယူချက်နဲ့အောက်စပင်စာရဲ့မိန်းကွန်းများဟာဖြောင်းဖြောင်းကြီးဆန့်ကျင်နေပါတယ်။ဒိုင်နာကစကလုံးအသုံးနှုန်းကအစအင်မတန်သတိထားတတ်တယ်သူဖြစ်ပါတယ်။ဒါကြောင့်သူ့စာရေးစပွဲပေါ်မှာသူသုံးနှုန်းကျင်တဲ့စကလုံးလေးများပေါ်လာတိုင်းခြာရေးထားတတ်ပါတယ်။တခါတော့ကလည်းဒိုင်နာနဲ့ကျွန်တော်ကင်စတန်နန်တော်ရဲ့လှေကားတင်များပေါ်မှာထိုင်ကြရင်းသူ့ရှည်ရည်သူ့ရင်ထဲကအကြောက်တရားတွေဒီတိန်နိုင်ငံရဲ့ရှေ့အလားအလားစသဖြင့်ဆွေးနွေးပြခဲ့ကြပါတယ်။နောက်တနေ့မနက်ကျွန်တော်ရုံးတက်တဲ့အခါမှာ ကျွန်တော်ဇပွဲပေါ်မှာစာအိတ်ညိုလေးတစ်လုံးရောက်နေပါတယ်။ဒိုင်ယာနာတင်ထားတဲ့စာမန်းကျွန်တော်သိလိုက်ပါတယ်။အဲ့ဒီစာကိုဖတ်ကြည့်မယ်ဆိုရင် သူဘာကြောင့်ပြည်သူမင်းသမီးလို့ဘွဲအမိအတက်ခံရတယ်ဆိုတာကို နားလည်လိမ့်မယ်ထင်ပါတယ်။ကျမလေဘယင်မကြီးကိုတင်းတင်းကြပ်ကြပ်ဖွေဖက်ပြီးသူ့ရင်ထဲကခန်းစားချက်တွေကိုကျမနားလည်ပါတယ်ဆိုတာပြောပြလိုက်စမ်းချင်ပါတယ်။ဘယင်မကြီးရဲ့ပတ်ဝန်းကျင်မှာလိင်ညာလှည့်ပြားမှုတွေအများအပြားရှိနေတာကြောင့်ဘယင်မကြီးဟာ အရာရာကိုအမှန်အတိုင်းသိရှိခွင့်မရခဲ့ပဲအထီးကျန်ဖြစ်နေတာပါအနာဂတ်ကာလမှာအေဂရစ်စနစ်မရှိတော့ဘဲစနစ်သစ်တစ်ခုကိုကူးပြောင်းသွားတဲ့အချိန်မှာလဲအင်ရီမပြတ်လိုက်ပါစီးမျောသွားနိုင်အောင် ပြင်ဆင်ထားတဲ့နည်းဆိုတာကိုလည်းကျမပြောပြစမ်းချင်ပါတယ်တော်ဝင်မိသားစုအနေနဲ့အပြောင်းအလဲပေါ်ပေါက်လာမှာကို ထိတ်လန့်တုန်လှုပ်ကြမှာပါပဲဒါပေမဲ့ကျမတို့အနေနဲ့ဒီအပြောင်းအလဲကို မလွဲမသွေလက်ခံချရမှာပါကျမအနေနဲ့ တရားမျှတမှုရှိအောင်တိုက်ပွဲဝင်သွားခြင်းပါတယ်။ကျမသားတွေနဲ့တော်ဝင်မိသားစုများအတွက်လည်းတိုက်ပွဲဝင်သွားခြင်းပါတယ်။